မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့တိပံမြင်တာတမိုင်းမှာတကယ်ကိုလွှမ်းမိုးမှုကြီးခဲ့တဲ့ပုဂ္ဂိုလ်တဦးပေါ့စာအိုက်ဆက်နျူတန်အကြောင်းပါဟုတ်ကဲ့ရှင်သူ့ဘဝအကြောင်းပြီးတော့သူ့ထွေးရှိခဲ့တဲ့အရေးကြီးတဲ့အချက်လက်တွေကိုစာအိုက်ဆက်နျူတန်စာတန်ကောက်နှုတ်ချက်တွေကနေပြောပြသွားမှာပါဟုတ်ပါတယ်နျူတန်ရဲ့ theory တွေသူ့ရဲ့နေရာပါတွေကလေခေတ်တိပံပညာအတလဘလို့အောက်မြစ်ခေတ်ခဲ့တယ်လဲဆိုတာရဲ့ ူ့ရဲ့တကယ်ကြီးမားတဲ့အမွေအနှစ်ကိုနားလဲသွားစေဖို့ပါပဲ။ကောင်းပါပြီ။ကဲဒါဆိုစလိုက်ကြအောင်။နျူတန်ကို1600အီဇင်နေတမမှု43လောက်မှာမွေးတာဆိုတော့အဲလမစစ်ပဲမွေးခဲ့တာနော်။ဟုတ်တယ်ရှင်။ဆိုတော့အတော်လေးတေးသေးလေးလို့ပြောကြတယ်။ဖေးခင်ကလည်းသူ့မမွေးခင်ကတည်းကဆုံးသွားတယ်။နောက်ပြီးမိခင်က နောက်အေးတောင်ပြုတ်လိုက်တော့အဖွားနဲ့နေခဲ့ရတာ။အင်းအဲ့ဒါသူ့ရဲ့ငယ်ဘဝကိုနည်းနည်းတော့ပုံသွေးလိုက်သလိုပါပဲတယောက်တည်းနေရတာမများတော့လေဟုတ်ကဲ့ငငယ်ကကြောင်းမှာ TikTok တဲ့ထဲမှာပါဘူးလို့လဲဆိုတယ် Grantham Grammar School မှာဟုတ်ကဲ့အဲ့ဒီမှာသူက Miss Story ဆိုတဲ့ဆေးဆက်သမီးလေးနဲ့တောင်ခဏရင်ခံဖူးတည်တယ်ပြောတယ်။အော်ဟုတ်လား။ကစားပေါ်တိတ်မရှိလို့သူကဟိုနေနာရီတို့တစ်သားမော်ဒယ်တို့အဲ့လိုစပ်ပစီလေးတွေကိုပိုစိတ်ဝင်စားခဲ့တယ်ပေါ့။အင်းစာဖတ်တာတော့တယောက်ထဲတွေးခေါ်တာတော့မှပိုအာတန်ခဲ့ပုံရပါတယ်။အသက်၁၉ရောက်တော့မှဦးလီရဲ့တိုက်တွန်းမှုနဲ့ Cambridge Trinity College ကိုရောက်သွားတာ။ ဟုတ်ကဲ့အဲ့မှာလဲသူကတခြားចောင်းသားနေရဲ့အစေခံတာလှုပ်လှုပ်ရင်းနဲ့ပညာသင်စိတ်ရှာခဲ့ရတာရှင်တော်တော်စူးစမ်းခဲ့ရတာပဲအဲ့ဒီ college မှာပဲ Aristotle, Descartes, Galileo, Kepler တို့ရဲ့အတွေးခေါ်တွေကိုလေ့လာခဲ့ခဲ့တယ်ဟုတ်ကဲ့သူရဲ့ဟိုမဆုစာအုပ် Questions Cadence Philosophical တဲ့မှာရေးထားတာလဲစိတ်ဝင်စားဖို့ကောင်းတယ်ဘာရေးထားတာလဲခင်ဗျာ Plato နဲ့ Aristotle ကကျွန်တော်ရဲ့မိတ်ဆွေတွေပဲဒါပေမဲ့အမှန်တရားကတော့အကောင်းဆုံးမိတ်ဆွေပဲတဲ့ သူ့ရဲ့တစ်ပံပိုးထားတဲ့သဘောသားကိုပြနေတယ်လို့ပဲနော်ဟုတ်တယ်ဗျအမှန်တရားကိုရှာဖွေဖို့စိတ်တက်ပေါ့အဲသူ့ဘွားရဲ့အချိုးအကွေက16က65 plicket yoga ကာလာလို့ပြောရမယ်ထင်တယ်อืมဟုတ်ပါတယ်တက္ကသိုလ်တွေပိတ်လိုက်တော့သူ့ဇာတိ worst top ကိုနနနီးပါပြန်နေခဲ့ရတယ်အဲ့လိချင်းကတကယ်ကိုသူ့ရဲ့အထူးခြားဆုံးကာလာပဲဟုတ်တယ်ရှင်သူ့ဘွားရဲ့တီထွန်ဖန်တီးမှုအားကောင်းဆုံးအမြင့်မားဆုံးအချိန်လို့တောင်သတ်မှတ်ကြတယ်တကယ်အဝဟုတ်ကောင်းတယ်အဲ့ဒီနှစ်နှစ်တည်းမှာပဲကမ္ဘာမီးဆွဲအားနေရာမှာ ဟုတ်ကဲ့ပန်းတီကြီးကြတာကိုမြင်ရစတယ်ဆိုရယ်လူတိညာရဲ့ဇလန်းလေးဟုတ်ပြီးတော့အလင်းဖြူကတက်တန့်ရောင်စင်းနေနဲ့ထွက်စီထားတဲ့ optics theory อืม theory of optics နောက်တစ်ခုကတင်းချာမှာတော်လန်ရေးဖြစ်စီမဲ့ calculus ရဲ့အခြေခံနေဟုတ်ပါတယ်ဒီကုန်းဖူလုံးကအဲ့ဒီနှစ်နှစ်အတွင်းမှာသူတယောက်တည်းအိမ်မှာနေရင်တွေးခေါ်တွေးရှိခဲ့တာတွေပါ dependent immutable ဖြစ်တော်တာဆိုတော့တော်တော်ထူးခြားတယ် calculus ရာကအပြောင်းလဲတွေကိုလေ့လာတဲ့သင်္ချာလीဆိုတော့ဒါကသိပ္ပံပညာရှင်တွေအတွက်တကယ့်ကိုအစွမ်းထက်တဲ့ကိရိယာတစ်တစ်ခုဖြစ်သွားတာ Gyorie le pat ponga asa ya wathu ri ywe ri ya da song twet chat lo ya dwa da bo ဟုတ်ကဲ့ဒီလိုရှာဖွေတွေ့ရှိမှုတွေဒါမရှိခဲ့ရင်အခုခေတ်သိပ္ပံနဲ့ engineer ပညာရပ်တွေကဒီလောက်တိုးတက်ဖို့ဆိုတာမလွယ်လောက်ဘူးရှင့် သူရဲ့ masterpiece လို့ပြောလို့ရတဲ့စာအုပ်ကတော့689နှစ်မှာထုတ်တဲ့ Principia Mathematica ပဲဖြစ်မယ်။ဟုတ်ပါတယ်။အဲ့ဒီစာအုပ်ကအဓိကပဲ။ရွေလျာမှုနေရာမှာဒိုဟူရဲ့စက်ကြဝဠာဆွဲငင်တာနေရာမှာရေကိုဖော်ပြထားတာ။ဒါတွေက mechanic ယူပေါ်ဗေဒရဲ့အခြေခံအုတ်မြစ်တွေဖြစ်သွားတာပေါ့။ပြောရရင်အရာဝတ္ထုတွေဘလို့ရွေလဲ၊ဘာကြောင့်ရွေလဲဆိုတာကိုစနစ်တကျရှင်းပြနိုင်တဲ့ပထမဆုံး theory အစုအဝေးကြီးပဲ။ဟုတ်တယ်။နောက်ပြီးအလင်းပြန်တယ်လီစကုပ်ကိုပထမဆုံးတီထွင်ခဲ့တာလဲသူပဲလေ။မှန်ပါတယ်။ ဒါမဲ့သူ့ဘဝမှာအလုံးအစင်ချောနေတာတော့မဟုတ်ဘူးเนาะအငင်းပွားမှုတွေလည်းရှိခဲ့တယ်အင်းအကြီးဆုံးကတော့ဟိုဂျာမန်ပညာရှင် Leibniz နဲ့ Calculus ကိုဘသူအရင်စတွေ့တယ်လဲဆိုရယ်ပြဿနာပဲအဲ့ဒါဘလို့ဖြစ်တာလဲခင်ဗျာ Newton ကအရင်တွေ့တာသိကြလားတမိုင်းရတော့နျူတန်ကအရင်စတွေ့ခဲ့အစတွေ့ခဲ့တာပါဒါပေမဲ့ तू ကချက်ချင်းမထုတ်ပြန်ခဲ့ဘူးနှစ်ပေါင်းများစွာကြာမှထုတ်ပြန်ခဲ့တာဟွန်းဘာလို့လဲ ဒီလောက်အရေးကြီးတဲ့ဟာကို तू ကနည်းနည်းဝေဖန်ခံရမှာစိုးရင်တက်တဲ့တဘာဝရှိတယ်လို့ဆိုကြတယ်။ဒါမှမဟုတ် तू အလုံးကလုံးဝပြည့်စုံမှာထုတ်ချင်တာလည်းဖြစ်နိုင်တာပေါ့။အဲ့တော့ liveness နဲ့ပြဿနာဖြစ်ရော Royal Society ကတော့ဘလို့ဖြည့်ရှင်းခဲ့လဲ။ liveness က Royal Society ကိုအယူခံဝင်တဲ့အချိန်မှာ Newton ကအဲ့ဒီအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌဖြစ်နေပြီ။ဟုတ်။ So စုံစမ်းဖို့ဖွဲ့တဲ့ comedy မှာလည်းသူလူတွေပဲပါတယ်လို့ပြောကြတယ်။နောက်ဆုံးထွက်လာတဲ့အစီရင်ခံစားက liveness ကိုသူများအလို့ခိုးချတယ်လို့ဆွဆွဲထားပြီး အဲ့အစီရင်ခံစားကိုနျူတန်ကိုယ်တိုင်ရေးခဲ့တယ်လို့တောင်ဆွဆွဲခံခဲ့ရတယ်။ဒါကတော့နည်းနည်းအာနာကိုလွဲသွန်းစားလုံးတလို့ဖြစ်သွားနိုင်တာပေါ့။သူရဲ့ခက်ထန်တဲ့ဘက်ကို ပြသလို့ပဲ။ဟုတ်။တခြားပြဿနာတွေလည်းရှိသေးတယ်။နခတ်တဘေတာပညာရှင်ဂျွန်ဖလမ်စတစ်နဲ့လည်းဖြစ်ခဲ့သေးတယ်။ဖလမ်စတစ်နဲ့ကဘာဖြစ်တာလဲ။ပရင်စီပီယာဆာအုပ်ကဖလမ်စတစ်ရဲ့တိကျတဲ့ကြဲရတာတိုင်းတာချက်တွေလိုအပ်ခဲ့တယ်။အစပိုင်းတော့အဆင်ပြေပေမဲ့နောက်ပိုင်းဖလမ်စတစ်ကသူ့ data တွေကိုအလွယ်တကူမပေးချင်တော့ဘူး။အဲ့ဒီတော့နျူတန်က နယူတန်က Royal Society ရဲ့အာဏာကိုသုံးပြီး Film City ရဲ့လုပ်ငန်းတွေကိုသူခွင့်ပြုချက်မပါဘဲအတင်းထုတ်ဝေဖို့ကြိုးစားခဲ့တယ်။ဟမ်တရားရုံးအထိရောက်သွားတယ်ဆို။ဟုတ်ကဲ့ Film City ကတရားဆွဲပြီးနိုင်တော့တယ်။အဲ့ကကြောင့်နယူတန်တော်တော်လေးစိတ်ဆိုးပြီးတော့လေမလို့တုံ့ပြန်လိုက်လေ။လောက်ပိုင်းထုတ်တဲ့ Principian South တိကနေ Film City ကိုရည်ညွှန်းထားတာမှန်သမျှကိုစနစ်တကျ Like ဖြုတ်ပစ်ချက်လေ။အတော်လေးအညိုကြီးတာပဲ။ဒီလိုစိတ်ဖိစီးမှုတွေကြောင့်ပဲလားမသိဘူး။ 1933လောက်မှာသူအာယုံကျော်အားနည်းတွေဝိနာခံစားခဲ့ရတယ်ဆိုတာ။อืมထင်နိုင်ပါတယ်ရှေ့အဲ့ဒီကာလတွေကသူ့အတွက်တော်တော်လေးခက်ခဲခဲပုံရပါတယ်။ဒါမဲ့ဒီလိုငင်းပွားစရာတွေကြားကပဲသူ့ရဲ့တိပြံပြင်းညာအကျိုးပြုမှုတွေကတော့တကယ်ကိုကြီးမာခဲ့တယ်။နောက်ပိုင်းမှာအတိအမှတ်ပြုမှုတွေလည်းရခဲ့တယ်မဟုတ်လား။ဟုတ်ကဲ့1996မှာ Master of the Mint လို့ခေါ်တဲ့တင်ကားဆက်ယုံအရာရှိဖြစ်လာတယ်။ငွေချေးအတုလုတ်တဲ့သူတွေကိုနှိမ်နင်းရမှာတော်လို့တက်တက်ကြွကြွလုတ်ခဲတယ်။1903မှာကြတော့ Royal Society ဥက္ကဋ္ဌဖြစ်လာတယ်ဟုတ်ပါတယ်အဲ့ဒါကအဲ့ဒီခေတ် Britain ရဲ့တည်ပြန်လောကမှာအမြင့်ဆုံးနေရာပဲကွယ်လွန်ချိန်1929အထိနှစ်တိုင်ဥက္ကဋ္ဌအဖြစ်ပြန်ဝေးခံခဲ့ရတယ်ထောင်ခွေးငါမှာအန်ဘူယင်မကသူကောင်းဖွဲ့ပေးလိုက်တော့ပထမဆုံးသူကောင်းဖွဲ့ရတဲ့တည်ပြန်ပညာရှင်ဖြစ်လာခဲ့တယ်နောက်ဆုံး1929ခုနှစ်ခုလမှာလန်ဒန်မြို့မှာပဲကွယ်လွန်တော်ခဲ့ပါတယ်သူရဲ့ရှာဖွေတွေ့ရှိမှုတွေကယူပဘေရာနဲ့တင်ချာကို တကယ်ပဲအခြေခံကစပြီးပြောင်းလဲပေးခဲ့တာဟုတ်ပါတယ်သူချန်သားခဲ့တဲ့ပညာအမွေနှစ်ဒီကနောင်လာနောင်စားတိပံပညာရှင်တွေအတွက်တကယ်ကိုတောင်းဝန်ဖြစ်နိုင်တဲ့လမ်းဖြတ်ခြင်းကြီးဖြစ်ခဲ့လာပါတကယ်ပါပဲဆိုင်ဆန်နျူတန်ဆိုတာကတော့သူ့ရဲ့ဉာဏ်ပညာသူ့ရဲ့စူးစမ်းစိတ်သူ့ရဲ့ကြိုးစားမှုတွေကြောင့်ရာစုနှစ်ဒီနဲ့ခြေပြီးဖိပံပညာရဲ့လမ်းကြောင်းကိုပုံဖော်ပြခဲ့တဲ့တမိုင်းရဲ့အရေးပါဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ်အမြင်နဲ့အမှတ်ရနိုင်ကြမှာပါခင်ဗျာ ဒီနေရာမှာစဉ်းစားဆရာလေးတကူချက်ထားလဲခြင်းတာကတော့လေနယူတန်ကကောက်ကူလစ်လို့အရေးကြီးတဲ့ရှာဖွေတွေ့ရှိမှုတွေကိုချက်ချင်းမထုတ်ပြန်ပဲနှစ်တွေအကြာကြီးထိန်းထားခဲ့တယ်ဆိုတာမျိုးပေါ့အင်းဟုတ်တယ်တကယ်လို့ဒါသူကအဲ့လိုနောင်လေးမနေပဲသူရဲ့တွေ့ရှိချက်ကိုစောစောစီးစီးသာကဘာကိုချပြခဲ့မယ်ဆိုရင်သိပ္ပံပညာရဲ့တိုးတက်မှုကအခုဖြစ်နေရလေပိုပြီးမြန်နေမလားဒါမို့တချမ်းလမ်းကြောင်းတွေဘက်ကမြန်ပြောင်းသွားလိမ့်မလားစဉ်းစားဆရာပဲနော် ဟုတ်ကဲ့အဲ့ဒါလေးကတော့စိတ်ဝင်စားစရာအတွေ့အကြုံပါပဲရှင်